အလုံးမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့မှာတော့ကျောင်းတက်ရင်းနဲ့ကျွန်တော်တို့အချိန်ပိုင်းအလုပ်လုပ်ပြီးတော့ကိုရီးယားမှာကျောင်းသားတယောက်ကဘယ်လောက်အထင်ငွေရှာနိုင်လဲဘယ်လောက်ကာမိလဲဆိုတာပတ်သက်ပြီးတော့ကျွန်တော်နေနဲ့မျှဝေပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒါကတယောက်နဲ့တယောက်တော့ ကိုလှုပ်ဆောင်နိုင်တဲ့အနေထားပေါ်မူတည်ပြီးတော့ क्वे ပြသွားနိုင်မယ်အဲ့တော့ကျွန်တော်ကတော့ပြန်မြတ်ဖို့တွက်ပြသွားပြီးမယ်အဲ့တော့ကိုယ့်ရဲ့အချိန်နဲ့ချိန်ဆလို့ရတယ်ပေါ့နော်အဲ့တော့ចောင်းသားတွေအချိန်ပိုင်းလုပ်ရတဲ့ငွေဘယ်လောက်ထိရနိုင်လဲရှာနိုင်လဲကုန်ကျစရိကဘယ်လောက်ထိသွားနိုင်လဲဆိုတာပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့အသေးစိတ်တွက်ပြပေးသွားမယ်ပေါ့နော်အရင်ဆုံးရနိုင်တဲ့ပမာဏကိုကျွန်တော်တွက်ပြပေးမယ်အချိန်ပိုင်းလုပ်မယ်အဲ့ဒီမှာကျွန်တော်တို့တစ်ခုတတိထားမှာပေါ့နော်လက်ရှိမှာကိုရီးယားမှာဒီ တရားမဝင်လောက်သားတွေကိုအရင်ဖမ်းဆီးနေတဲ့ကာလဖြစ်တယ်။ပြီးခဲ့တဲ့နှစ်ကစပြီးဇက်တိုက်ဇက်တိုက်ကိုဖမ်းဆီးလာတာဆစ်ဆီးလာတာရှိတယ်။အဲ့တော့ကျွန်တော်တို့ကရတာမပြောခင်ပေါ့နော်။အစိုးရကကျောင်းသားဗီဇာနဲ့ရှိနေတဲ့သူတွေကိုတရားဝင်အလုပ်လုပ်ခွင့်ကကိုရီးယားကိုရောက်ပြီး6လနေမှသာလျှင်တရားဝင်လုပ်ခွင့်ပေးတာဖြစ်ပါတယ်အဲ့တော့အဲ့အချိန်မှာတရားဝင်လောက်ခွင့်မရှိပါဘူးတရားဝင်လောက်ခွင့်မရှိတဲ့အချိန်မှာလုံးလို့မိရင်ကျွန်တော်ဘာဖြစ်မလဲဆိုတော့ဖန်ခံရမှာပဲတန်ဆောင်ရမယ် ဗီဇာမှာအဲ့ဒါတက်နိုင်တယ်ကိုတို့ risk ရှိစေဆိုတာကိုကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်နောက်တစ်ချက်ကကျတော့ဘာလို့ဆိုဒီလုပ်သားတယောက်ဖန်ခံရဒီဆိုင်ကဝန်ထမ်းတယောက်ဖန်ခံရပြီဆိုလို့ရှိရင်ကျောင်းသားတွေပဲခတ်ဆောင်တန်းဆောင်လိုက်ရတာမဟုတ်ဘူးနဲ့လုပ်ငန်းရှင်တွေကလည်းတန်းဆောင်ရပါတယ်အဲ့ဒီဟာတွေကစိတ်လာတဲ့အခါမှာတော်တော်များများအခုနောက်ပိုင်းဘာဖြစ်လဲဆိုတော့နိုင်ငံခြားသားဆိုလို့ရှိရင်လက်ဆောင်လာကြတယ်ပြီးရင်ခေါ်မယ်ဆိုရင်တော့မှကျောင်းသားကိုခေါ်မယ်ဆိုရင်တော့မှ အာလ်ဘာရှင်ကိုဒီတဲ့ဝင်အလုပ်လုပ်ခွင့်ပါမယ်ရှောက်လို့ရမယ်အကြောင်းသားမျိုးကိုပဲခေါ်လာတဲ့လုပ်ငန်းတွေများလာတယ်လုပ်လို့ရဖို့နည်းနည်းခက်ခဲလာနိုင်တယ်ပေါ့နော်အဲ့တော့ပထမ6လမှာနည်းနည်းခက်ခဲလာနိုင်တယ်ဆိုတော့ကျွန်တော်ပြောပြပေးတာတကယ်လို့လုပ်မယ်ဆိုရင်လည်းပဲစနစ်တနည်းကနေလုပ်တာမျိုးအဲအဆင်ပြေလောက်မယ်ပေါ့နော်ပိတ်ရက်ဒီမှာဆိုလို့ရှိရင်တော့အော်စစ်တာစီတာနေတယ်ပြောနိုင်တယ်ငါလုံးဝမရှိဘူးလို့တော့ပြောလို့မရအောင်လက်ရှိအခြေအနေတွေကကျတော့ကျွန်တော်ဘာမှပြောလို့မရတဲ့အခြေအနေဖြစ်နေတယ်ဒီဘက်ကအခြေအနေကလည်းရှုပ်ထွေးနေတယ်ပေါ့နော်အဲ့တော့ညာ 12နိုင်တနိုင်လည်းဖမ်းနေတဲ့အခြေအနေတွေရှိတော့ညာဘက်နေလည်းပြောလို့မရအောင်ဖြစ်နေအဲ့တော့ risk မယူခြင်းဘူးဆိုတော့ပထမ6လမှာတော့နည်းနည်းအသီးခံစနစ်ဒီနေ့ဝင်လောက်ပဲမျှပြီးလောက်တာမျိုးဟာအပေးတယ်မမိရင်တော့လည်းဘာမှမဖြစ်ပါဘူးအမိပြီဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့သွားမယ်ပေါ့နော်တန်ဆောင်လာရှိရဲ့ပြဿနာတတိုင်းလာရှိတယ်ကိုလုံးမယ်ဘယ်လိုပဲဖြစ်6လပြည့်လို့ပဲဖြစ်ဖြစ်6လမပြည့်ခင်မှာပဲဖြစ်ဖြစ်အလုံးလုံးမယ်ဘယ်လောက်ရနိုင်လဲဆိုရအောင်ပုံသဘောကျွန်တော်တပိုင်း တွက်ပြပေးမယ်ပေါ့နော်ပုံမှန်ဖြစ်တော့ကျွန်တော်တို့လက်ရှိကိုရီးယားနိုင်ငံရဲ့အခြေခံလောက်ခလာစားရင်တမဟာယူ1030 1030 30ဖြစ်ပါတယ်အဲ့လိုမျိုးအလုပ်တွေလည်းရှိတယ်လို့ပုံမှန်ဖြစ်ပင်မန်းနဲ့အနေထားပုံမူတည်ပြီးတော့ပိုရအားလည်းရှိရတောင်း2000တောင်းဆိုင်တောင်း4000ဆိုင်ရှိတဲ့ဖြစ်တယ်လို့မျိုးရတာမျိုးလည်းရှိတယ်။အဲ့တော့ကျွန်တော်ကတော့ပြန်မြောင်တောင်း1000တောင်းလုံးနဲ့တွက်ပေးသွားမယ်ပေါ့နော်။တနားရီတော့တောင်း1000ရတယ်ဆိုတဲ့ ring နဲ့ကျွန်တော်တို့စဉ်းစားပြီးတော့တွက်ကြည့်အောင်ပေါ့နော်။အဲ့လိုစဉ်းစားပြီးတော့တွက်ကြည့်မယ်ဆိုလို့ရှိရင်ចောင်းသားတစ်ယောက်က D4 ဆိုလို့ရှိရင်တရက်ကို၄နိုင်ကြောက်တက်ပြရတယ်အဲ့တော့မနက်အတန်းဖြစ်ကောင်းဖြစ်နိုင်တယ်ကြောင်းပေါ်မူတည်ပြီးတော့ညနေအတန်းဖြစ်ကောင်းဖြစ်နိုင်တယ်ဘလို့မဆိုကျွန်တော်တို့ကတရက်ကို၄နိုင်နိုင်20တပတ်ကိုကျွန်တော်တို့တက်ပြရတယ်အဲ့ဒါပြင်ပါမှာအလုံးလုံးမယ်ပေါ့နော်ကျွန်တော်တို့ကတကယ်တကယ်အလုံးလုံးမယ်ဆိုလို့ရှိရင်ကိုဘလောက်ပြင်ပန်းခံနိုင်လဲဆိုရပုံမှန်လဲမူတည်အလုံးချင်းက ွာချပွားနိုင်တယ်။တောင်းတထောင်ရတယ်ဆိုတော့အကြောင်းသားတယောက်ကတရက်ကို9နာရီလုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကြတော့ဘယ်လိုပြောရမလဲဆိုတော့ default အကြောင်းသားတယောက်အနေနဲ့7နာရီလုပ်တာကဘယ်တော့ပင်မလဲအချိန်အရန်လူอ่ะဟိုအဆောင်မှာကိုနည်းရနေမှာအကြောင်းလဲတက်မယ်ပြီးရင်စားမယ်ချက်ပြုတ်စားတော့မယ်ကိုယ့်အကူချက်ပြုတ်အများအားဝယ်စားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရှာရနဲ့မကန်ပြီဘောင်းဆိုဒီမှာသမင်တနက်စားမယ်ဆိုအနည်းဆုံး1000တနားရီစားတော့သွားတာဖြစ်တဲ့အတွက်ဒီနေ့ကို2နာစားရင်1000ဆိုလို့ရှိရင်အဲ့မှာ6000အ အဆင်မပြေဘူးပေါ့နော်တရက်ကို9နာရီလုံးမယ်9နာရီပဲလုံးနိုင်တယ်ဆိုတဲ့လူတို့တွတ်မယ်9နာရီလုံးတဲ့လူတို့ဆိုတော့1000ဆိုလို့ရှိရင်9နာရီဆိုလို့ရှိရင်9000နဲ့9000ရမယ်9000နဲ့9000မှာကျွန်တော်တို့တပတ်ကိုမင်းရလုံးပါလေအများအားဖြစ်တော့ကျွန်တော်တို့6ရက်လောက်ကြာတာရှိရင်9ရက်လောက်ကြာတာဒါရှိမဲ့ဒါပေမဲ့ကျွန်တော်ကတပတ်ကိုတရက်ပဲနားပြီးတော့9ရက်လောက်တဲ့လူတစ်ယောက်အနေနဲ့တွတ်ပြလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတရက်ကို9000နဲ့9000ရရတယ်တပတ်ကို6ရက်လုံးမယ်ဆိုလို့ရှိရင်3000နဲ့3000ရမယ်ဒါဆိုလို့ရှိရင်တစ်လောက်ဘယ်လောက်ရနိုင်လဲဆိုတော့12သိန်းကျော်ရနိုင် 9နာရီလုံးမယ်တပတ်ကို6ရက်လုံးမယ်ဆိုရဲလူတယောက်ဒီ1စနေသိန်းကျော်ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ကတရက်ကို10နာရီလုံးမယ်ဗျာ10000 10000ရမယ်ခုနလိုပဲတပတ်ကိုတရက်ပဲနားမယ်ဆိုလို့ရှိရင်ကျွန်တော်ရနိုင်တဲ့ငွေသည်19သိန်းခွဲလောက်ရနိုင်တယ်ဒါကိုရဲ့ risk ပေါ့နော်ကိုဘလောက်တိုင်းတာထိပြန်ခိုင်းနေလဲဘလောက်လုံးနိုင်လဲဆိုပြီးမူတည်ပြီးတော့ကွာချသွားမယ်ကျွန်တော်တို့ D2 အတွက်စဉ်းစားမယ် D2 ဆိုရင်တော့ပုံမှန်အဖြစ်တော့တို့ကနှစ်နှစ်ကျောင်းနေဆိုလို့ရှိရင်နှစ်ရက်လောက်ပဲကျောင်းတက်ရတာဖြစ်တဲ့အတွက်ကျွန်တော်9ရက်လောက်ကလုံးဝအချိန်ပေးရတယ်ဝန်ထမ်းအနေနဲ့ခန့်ပြီးတော့လုပ်ကြတာ9နိုင်မဟုတ်တော့ပဲနဲ့အဲ့လိုမျိုးသွားတဲ့လူများတယ်အဲ့လိုမျိုးလူတွေကတော့တို့ကိုဘလောက်လောက်ထိပေးနိုင်လဲဆိုလို့ရှိရင်25ပေါ့နော်အဲ့တော့ကျောင်းပုံမှန်မူတည်ရေ၄နှစ်ကျောင်းတက်တဲ့လူကတော့မလုံနိုင်ဘူးအဲ့လောက်ရဖို့ခက်တယ်ကျွန်တော်တို့ကိုကျောင်းပုံမှန်မူတည်ပြီးတော့ခွာသွားမယ်မြန်မြန်အဖြစ်တော့အစိတ်ဝင်းရင်သတ်မှတ်လို့ ရတယ်25သိန်းဝန်းကျင်တက်မှလို့ရတယ်ဒါကတော့ကျွန်တော်ចောင်းသားတယောက်ရနိုင်တယ်ဝင်ငွေကိုတွက်ပြပေးတာဖြစ်တယ်အဲ့တော့ကုန်နိုင်တဲ့ဝင်ငွေကိုတွက်ကြမယ်ကုန်နိုင်တဲ့ဝင်ငွေက ရမအောင်ဆောင်ကျွန်တော်တို့ရောက်လာတဲ့အချိန်မှာ6လတော့လကောင်းတနှစ်ဆောက်တော့လကောင်းငွေသွင်းလာတာတိတ်ပြုံးတာမရှိဘူးပေါ့နော်အဲ့နောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့အသွင်းရအောင်ဒီ4သမားတွေဆိုလို့ရှိရင် all hack နဲ့ကဘယ်လောက်ရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့7သိန်းရနေပြီးတော့73သိန်းဝန်းကျင်73သိန်းခွဲဝန်းကျင်လောက်အထိရှိတယ် semester တစ်ခုရဲ့ဈေးနှုန်းကအဲ့တော့ semester တစ်ခုက3လကြာတယ်အောင်ဥပမာ72သိန်းနဲ့ပြန်မြထားပြီးတော့တွက်ပေးမယ်ဆိုလို့ရှိရင်3လဆိုရင်တစ်လက4သိန်းကြာတယ်အဲ့တော့ကျွန်တော်ကုန်ကျစရိတ် tuition fees က4သိန်းရှိတယ် ဟုတ်ပြီ၄သိန်းဆိုလို့ရှိရင်ကျွန်တော်တို့အဆောင်နေကြကခုနပြောသလိုပဲကိုကအပြင်းဆောင်မှနေလားလားကျောင်းဆောင်မှနေရလားကျောင်းဆောင်မှနေရဆိုလို့ရှိရင်တော့၄ယောက်ခန်းဆိုလို့ရှိရင်ကျွန်တော်တို့သိန်းခွဲ၂သိန်းခွဲလောက်ကြာမယ်တလောက်၂ယောက်ခန်းဆိုလို့ရှိရင်တော့၃သိန်း၃သိန်းခွဲဝင်ကြကြမယ်အပြင် round မှာ print နေမယ်ဆိုလို့ရှိရင်လည်းပဲ၃သိန်းခွဲဝင်ကြလောက်ကြာမယ်အပြင်မှာနေရဆိုလို့ရှိရင်ကျွန်တော်တို့ gas ပို့ပြီးလျှက်စပို့ electric ပို့ပြီးရှိသေးတယ်အဲ့ဒါတွေပဲထပ်ကုန်ပါပုံမှန်ကျောင်းဆောင်မှနေရလူပြီး၂သိန်းလောက်ကုန်ပြီးတော့အပြင်မှာနေရဆိုလို့ရှိရင် ်3သိန်းကွင်းကနေပြီးတော့4သိန်းကုန်တယ်အဲ့တော့ကျွန်တော်တို့အခုနက tuition fees ကတစ်လကို4သိန်းကိုနေနေစိတ်ပဲရှိသေးတယ်ကျွန်တော်စားစိတ်မပါသေးဘူးစားစိတ်ကကျွန်တော်တို့ပြန်ပြချမှာဆိုရင်ဟို4သိန်းလောက်နဲ့သွားချမှာဆိုရင်တစ်လကို10သိန်းရှိသွားပြီအဲ့တော့ကျွန်တော်တို့စားဖို့တော့ဘဝရမယ်ပြီးလို့ရှိရင်အလုံးနဲ့ကြောင်းနေကနေတဲ့နေရာအပြင်မှာဝေးလေကားပေါ်တက်လိုက်တာနဲ့1500အဲ့တော့1500အသွားပြန်ဆိုလို့ရှိရင်1300 အဲ့မှာမှ20 30စီရတယ်ဆိုလို့ရှိရင်2800နေပြီးတော့9000ဝန်းကျင်သွားတယ်တချောင်းအဲ့တော့အချိန်လဲကုန်တယ်ငွေလဲပို့ကုန်သွားပြီအဲ့တော့နေရနေရတွေကဝေးရလုံးလုံးတဲ့နေရတွေကဝေးရအကြောင်းနေရဝေးရဆိုရင်ကျွန်တော်အဲ့ဒီလိုမျိုး risk တွေကလည်းရှိသေးတယ်ဘလို့လဲဆိုအကြောင်းတော်မှနေရင်တော့အဲ့ဒီ fish ကတက်တာမယ်အလုတ်သွားတဲ့ကားကပဲကုန်တော့မယ်အပြင်မှာနေရဆိုလို့ရှိရင်အကြောင်းလာတာလည်းကုန်မယ်အလုတ်ကိုသွားတာလည်းကုန်မယ်အဲ့မှာတစ်ခုတော့ကျွန်တော်ကနီးဖို့လိုတယ်အကြောင်းနီးရင်နီးအကြောင်းမနီးရင်အလုတ်ကိုနီး အနှစ်ခုလုံးကားစီရတယ်ဆိုလို့ရှိရင်ကျွန်တော်အဆင်မပြေတော့ရထားစီရတယ်ဆိုရင်အဆင်မပြေတော့အဲ့ဒါဆိုကုန်ရစီကပုံများသွားပြီအဲ့လိုမျိုးရှိတယ်စားစိတ်တော်စိတ်ကတော့ချွေတာပြီးတော့စားမယ်တောက်မယ်ဆိုရင်တော့မှပဲတော်တော်ကြီးချွေတာရင်တော့နှစ်သိန်းလုံးနဲ့လောက်တယ်ဟောတလောက်နှစ်သိန်းခွဲဖို့လောက်ပဲကျွန်တော်တို့စားမယ်ကဲလို့လိုဝဲလို့အပြင်မှာစားရတဲ့အချိန်ကြီးရောကိုစံဝဲတာရောဟင်းသီးဟင်းရုပ်ဝဲတာရောနှစ်သိန်းခွဲလုံးလောက်ပဲစားစိတ်ကိုတွက်မယ်ဆိုလို့ရှိရင်ကျောင်းလာက၄သိန်းရဲ့နေအဆောင်က၄သိန်းရဲ့ဆိုရင်၈သိန်းစားစိတ်က၂သိန်းခွဲဆိုလို့ရှိရင် ဆယ်သိန်းခွဲအဲ့မှာကျွန်တော်တို့ဘာထက်ကုန်ပါလဲဆိုတော့ကျမ်းမာရေးအမကန်ကျမ်းမာရေးအမကန်ကလုံးဝ8600ဝန်းကျင်လောက်ကြာတယ်ပေါ့နော်မဆောင်လို့မရဘူးဘလို့မဆိုးဒီမှာနေလို့ဆိုလို့ရှိရင်ကျမ်းမာရေးအမကန်ကလည်းဆောင်ကူဆောင်တင်နေအနေထားမှရှိတယ်အဲ့တော့ကျမ်းမာရေးအမကန်မရှိဘူးဆိုလို့ရှိရင်နောက်ပိုင်းမှာ visa မှာလည်းအမှတ်တွေရောတယ် credit score တွေလည်းရောတယ်ကျွန်တော်ကျမ်းမာရေးတစ်ခုပြင်လဲရန်ကုန်တဲ့စေယုံစီကံသွားလို့ရှိရင်ဥပမာဒီဟာတစ်ခုကိုကျမ်းမာရေးအမကန်မရှိဘဲနဲ့သွားဆင်မယ်ဥပမာတာမန်အသေးစားဖျားရနာအစားရှိတယ်လို့ကျမ်းမာ ပုံမှန်အတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့6000 9000လောက်ကြာမယ်ဆိုလို့ရှိရင်ကျမရဲ့အာမခံနဲ့ဆိုလို့ရှိရင်တော့1000ဈေးဝန်းထဲမှာ1000 1000ဝယ်2000အဲ့လောက်ပဲကြာတော့မျိုးရှိတယ်။အာဗီဇာနဲ့ပတ်သက်ပြီးတော့အဆင်ပြေနိုင်ဖို့ဆိုလို့ရှိရင်ကျမရဲ့အာမခံနဲ့စောင်းဖို့လိုတယ်။အဲ့တော့အဲ့ကောင်ကလည်း9000ကျော်9000 6000လောက်ပြီးကျွန်တော်တို့လာစဉ်ပေးရတယ်။ပြီးရင်ကျွန်တော်တို့ကဖုန်း package ပေါ့နော် SIM ကအနေကျောင်းကိုသုံးမယ်ဆိုရင်တော့မှကျွန်တော်တို့က1900ရှိတယ်။သူ့အိမ်ကြီးက Wi-Fi ရှိတယ်။ Wi-Fi မရှိရင် Wi-Fi တက်ရတယ်။အဲ့လိုမျိုးကြီးကုန်ပြည့်။ဖုန်း SIM က 2000နဲ့ကျမရဲ့အာမခံက9000ကျော်အဲ့မှာလဲတသိန်းလောက်ပါကုန်သွားဒီ4ចောင်းသားတယောက်ရဲ့ကုန်ကြစေးဒီအဲ့လောက်ရှိတယ်အဲ့တော့တစ်လကို12သိန်းဝန်းကျင်လောက်ကအနှိမ်ဆုံးသွားတယ်အဲ့တော့ကျွန်တော်တို့ကအခုနပြောသလိုဒီရက်ကို9နာရီချင်း6ရက်တစ်ပတ်ကို6ရက်လုံးမယ်ဆိုရင်တော့မှကျွန်တော်12သိန်းကျော်ပဲရမယ်12သိန်း1000လောက်မယ်နောက်1000လဲဆို ဲ့လောက်ပဲရရဆိုလို့ရှိရင်ကိုစားတဲ့ရှားတဲ့ဥစားကိုចောင်းဆက်တနိုင်မှုပြီးသွားပြီတရက်ကို8နိုင်နေတပတ်ကို6ရက်လုံးမယ်ဆိုလို့ရှိရင်တော့စကုသိန်းသိန်း20ဝန်းကျင်လောက်လို့ရနိုင်တယ်အဲ့လောက်ရတယ်ဆိုရင်တော့ကျွန်တော်တို့ကဘယ်လောက်6သိန်း9သိန်းစားကျန်မယ်ဥပမာ12သိန်းသုံးွယ်ဆိုကျွန်တော်9သိန်းကျန်နေထားလိုက်အောင်9သိန်းကျန်နေဆိုလို့ရှိရင်အခု rate နဲ့တွက်မယ်ဆိုရင်3နဲ့ထားရဲဆိုရင်9320မြန်မာဝင်နဲ့ တော့မယ်ဆိုလို့ရှင်တလာဘူး20ဝန်းကျင်လောက်တော့ကျင်တယ်ဒါပေမဲ့ကျွန်တော်တို့အဲ့အတလာချင်းနောက် visa တတန်းတိုးတဲ့အချိန်မှာလည်း visa fees ပေးရတာရှိတယ် show money d4 တွေက6လတစ်ချိန် visa တတန်းတိုးရတယ်အဲ့ဒီအချိန်မှာကျွန်တော် visa ကြီးက9500လာမသိဘူးကျွန်တော်တို့ကုန်နေပြီးလို့ရှိရင် show money ပြရတာလည်းရှိတယ်အဲ့တော့ show money နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြင်ဆင်ရတာလည်းရှိတယ် ဒီဖို့ချုံကပြောရေကုန်ကြစိတ်နဲ့ရနိုင်တဲ့အခြေအ í လောက်ရှိရယ်ပြဿနာဘာလဲဆိုတော့ line ပေါ်မှာတချို့တွေကပြောကြတယ်အာငါတလဝသိန်း60 80တရာလောက်ရတဲ့အလုပ်ပွားညာဖြစ်နေကျန်တဲ့ပြန်တွေ့ရရတဲ့ဥစ္စာကိုပဲတွေ့ရင်တော့မှန်တာပေါ့ဗျာတလသိန်း20ရတဲ့ဝန်သိန်း20ရတဲ့လူကမြန်မာဝင်နဲ့ပတ်သက်မယ်ဆိုလို့ရှိရင်60 65သိန်းကောက်ရတယ်ရတာမှန်တယ်မရဘူးမဟုတ်ဘူးရတယ်တချို့တွေကအရာကြီးကိုပါဇက်ရတာခံပြီးတော့ဗောနော်အတက်ရှင်းချခြင်းတဲ့ဟာလေးပေါ့ ကြွားကျင်တာလည်းပါပါဘူးပြောကြတာအကိုရဲ့ចောင်းတဲ့ចောင်းသားတယောက်ကတော့လောက်ရှာနေတယ်ပါမြန်ကုံတဲ့ဥစ္စာတွေတွေ့အောင်ပါလေအတရင်ရတာမဟုတ်ဘူးကျွန်တော်တို့ကအတရင်ကြံတာမဟုတ်ဘူးခုနကကုံကြစိတ်ကြီးကလည်းကျွန်တော်ရှိသေးတယ်ဥပမာကျွန်တော်တရက်ကို9နာရီတပတ်ကို6ရက်လုံးမှာကိုကိုရီးယားမှာနေနိုင်တယ်ဆိုရဲចောင်းစိတ်နဲ့ကိုနေဖို့ထိုင်ဖို့စားဖို့တောက်ဖို့စိတ်အဲ့လောက်ပဲရှိသေးတာကျွန်တော်တွက်ပြထားတာချိုးကြံချွေတာအထက်မှာပါတယ်အဲ့ထိုင်မှာမဟုတ်ဘူးကိုကပေါင်းသင်းလေးနဲ့အပြင်ထွက်ပြီးတော့စားနေနေတယ်တောက်ချင်နေတယ် ့ပီယာလေးစူဂျူးလေးကလည်းကစ်ချင်သေးတယ်ပြီးရင်သူများရဲ့ brand ဝင် brand ကင် brand လေးကလည်းတုံးရင်နေဆိုအဲကြောင့်သားတယောက်ကမလောက်ဘူးအလုပ်အရန်ပြန်မသွားရင်ကြောင်းမတက်နိုင်ရင်လေပီဇာမှာပြဿနာရှိမယ်အာဘရှင်ကိုလျှောက်လို့မရဘူးကြောင်းဟုတ်ချင်းပဲပြီးရင် အဲ့လိုမျိုးတွေရှိသေးတယ်ကျွန်တော်အဲ့အရာတွေကိုလည်း balance ပြအောင်ရေရှည်သွားနိုင်အောင် survive လုပ်နိုင်အောင်လည်းပြင်ဆင်ရတာပေါ့ပြီးရင်အလုတ်ကလည်းခုနပုံသေးရှိနေမယ်လို့ကျွန်တော်တွက်လို့မရအောင်အခုလက်ရှိမှာဆိုလို့ရှိရင်အလုတ်အချိန်လေးရှော့တာတွေရှိတယ်ဘိုဘလက်ဆာရှော့တာတွေရှိတယ်ဆက်ပြီးမခန့်နိုင်တော့တာတွေရှိတယ်ကျွန်တော်တို့ကုန်ကြတလကုန်ကြသိက12သိန်းရှိရအနည်းဆုံးတလအလုတ်မရှိဘူးဆိုလို့ရှိရင်တိုင်ပက်ပြီးကျွန်တော် အရှိတ်လောက်ထားတဲ့ဥစ္စာတွေကပြန်ရှားမှာအဲ့မှာအမားအယွင်းဖြစ်လို့မရအောင်တကယ်လို့အဖမ်းခံရမယ်ဆိုလို့ရှိရင်ဒဏ်ကြီးရ1.20ဆောင်းပါခင်ဗျတလဆာကုန်တလဆာတလဆာ survive လုပ်နေရတဲ့ ဒီပမာဏအတူတူပဲမြန်မာပြည်နဲ့ရှင်တော့ပါကောင်းလဲဆိုတော့ခုနကပြောလို့ဒီမှာကိုစူးစမ်းနိုင်စူးစမ်းနိုင်တော့အတိုင်းအတာတစ်ခုရှိရမယ်ပြန်မခံနိုင်ပြန်မခံနိုင်သလားဝင်ဝင်မယ်ဝင်သလားလဲခုနကအတိုင်းအတာတစ်ခုရှိကုန်မယ်ချိုးညံထွေးတာနိုင်နည်းနည်းပပကြံမယ်မောရင်ချောင်းလာကအတွက်နဲ့ပြီးမယ်ဒီလိုမျိုးသွားတယ်ပေါ့တချို့တွေခုနကပြောတဲ့ပုံမှာအရင်လိုက်ပြီးခန်းစားပြီးတာနေလို့မရအမေမပြေးကြံခဲ့လည်းမိပါရဲ့ဘသူတွေကတော့ဘလောက်ဝင်လဲနင်းပါလို့မလွှဲရလဲမပေးနိုင်ဘူးလားမူကအဲ့လိုမျိုးသားသမီးတွေဖီအပေးဖို့မတင်တော့မကောင်းဘူးပေါ့နော် ဒီဘက်မှာခုနပြောလို့ကိုလောက်ရတဲ့လုပ်ငန်းကတထည့်ကောင်းရည်လားပဝန်းညာကောင်းရည်လားအော်ကိုရီးယားလိုပြောလိုက်တာကိုရီးယားလူတွေလူမျိုးတိုင်းကကောင်းနေရတော့မဟုတ်ဘူးသူတို့ကြီးလည်းလူတွေပဲကောင်းတဲ့လူရှိတယ်လို့ဆိုရဲလူရှိတယ်အဲ့တော့ကျွန်တော်တို့ဆင်းရဲတဲ့နိုင်ငံတွေအပေါ်မှာနိုင်ငံသားတွေအပေါ်မှာတော့မကောင်းတဲ့လူများတယ်လို့ရေဘူးရကောက်ချက်ချလို့ရတယ်အဲ့တော့80ရာခိုင်နှုန်းလောက်ကတော့မကောင်း30ရာခိုင်နှုန်းလောက်ကတော့ကောင်းတယ်လို့သတ်မှတ်လို့ရတယ်ကိုကဘလို့လုပ်ငန်းကမှဝင်ရောက်တယ်ဘလို့လူတွေနဲ့လုပ်ရတယ်ဘလို့တထင်းမျိုးနဲ့စုံတယ်ဆိုတဲ့ပုံမှာမူတည်ပြီးတော့မှကိုရဲ့ rate ကြီးကွာကုန်မှာပေါ့နော် ကျောင်းသားတစ်ယောက်ကကျောင်းပြီးပြီဆိုလို့ရှိရင်တော့အတိုင်းအတာတစ်ခုချင်းကို feature နိုင်တဲ့အခြေအနေမျိုးရှိပေမဲ့ကျောင်းတက်နေတဲ့ကာလတလျှောက်မှာတော့အရင်ရင်ခက်ခဲအဲ့တော့ဒီတူကိုကြည့်မယ်ဆိုလို့ရှိရင်ဒီတူမှာလည်းကုန်ကျစရိတ်ကအရင်များနှစ်နှစ်ကျောင်းဆိုလို့ရှိရင်တော့မှန်တယ်ပတ်စံပို့ရှာလို့ရတဲ့ဥမာ28 30တလောက်ရှာနိုင်လို့ရတဲ့အခြေအနေမျိုးတော့ရှိတယ်နှစ်နှစ်ကျောင်းဆိုလို့ရှိရင်လေးနှစ်ကျောင်းဆိုရင်တော့မရှာနိုင်ဘူးတကယ်လို့ရှာဟိုလေးနှစ်ကျောင်းကြာလောရမယ့်အရာဒီအရင်များတယ်စာရဲအသေးလောရမယ်ကျွန်တော်စာရန်နေလေးရေးရတယ် assignment ကလည်း အမြဲတမ်းနှီးရလောက်ရှိတာဒီအာဒီလေးနှစ်ကြောင်းသားကြီးကြတော့ခက်ခဲတယ်ပုံပြီးတော့ခက်ခဲနှစ်နှစ်ကြောင်းသားဆိုတော့တော့ဒီဘက်မှာနှစ်ရက်လောက်တက်တာဖြစ်တဲ့အတွက်အချိန်ပူရအဲ့လိုမျိုးရှာလဲပဲ तू အကြောင်းစိတ်ကပိုသေးကြီးတယ်ပြီးရင်ကျတော့အကြောင်းမှာလိုအပ်တဲ့ငွေရလဲရှိတယ် team လိုက်လောရတဲ့ဥစ္စာတွေ project ကန်ရတဲ့ကိစ္စတွေရှိတယ်ကုန်ကျစရိတ်ကြီးအများကြီးထက်ပြီးတော့ထွက်တယ်ပြန်များတော့ဒီလောက်ဒီလောက်ပဲသွားတယ်အဲ့တော့ကြောင်းတက်နေတဲ့ကာလမှာငွေအရင်ပို့ဖို့ဆိုတော့ တော်တော်လေးခက်ခဲတဲ့အခြေအနေမှာရှိရယ်ဟိုကတော်တော်ချိုးချံချွေထားနိုင်တယ်ဆိုရင်တော့အတိုင်းလာတစ်ခုလေးထွက်မယ်ပေါ့နော်အဲ့တော့တချို့တွေဆိုလို့ရှိရင်အခုနပြောသလိုနေရာတစ်ခုကဝေးနေရဖြစ်တဲ့တော့ကား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 ရတယ်ကျွန်တော်တို့တလောက်တသိန်းဝင်းနှစ်သိန်းကုန်တဲ့အခြေအနေလည်းရှိတယ်အော်ဒါကိုရီးယားဝက်ချန်ကအကြောင်းစုအကြောင်းသားတွေဘယ်လိုဘယ်လောက်ရှာနိုင်ပြီဘယ်လောက်ထိကုန်လဲဟာရှိနိုင်မလဲဆိုတာပတ်သက်ပြီးကျွန်တော်အနေနဲ့တော့ပြပေးတာဖြစ်တယ်အားလုံးတို့အကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်